လူမှုခေါင်းဆောင်လာတဲ့လမ်းတစ်လျှောက်မှာဒေသခံပြည်သူတွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတွေကိုကင်ဆောင်ပြီးကြိုးဆိုနေကြတာပါ။ဒေါအောင်ဆန်းစုကြည်ကျမ်းမာဖို့နဲ့ရွေးကောက်ပွဲအောင်နိုင်ဖို့ကိုလည်းအော်ဟစ်ဆူတောင်းပေးခဲ့ကြပါတယ်။အာနာရှင်တွေလက်အောက်မှာကြီးပြင်းခဲ့ရတဲ့မြန်မာနိုင်ငံဟာနှစ်ပေါင်းများစွာဆင်းရဲခဲ့ရသလိုဒီတစ်ခေါက်နိုင်ငံရဲ့ကံကြမ္မာအချိုးပြောင်းမှလည်းမဲမပေးမိမယ်ဆိုရင်တော့ပြည်သူတွေဆက်ပြီးခံစားနေရအောင်ပါပါ။ NLD ကိုမဲပေးရင်ဘလို့အခြေအနေရှိမယ်လို့ဒေါအောင်ဆန်းစုကြည်ပြောဆိုခဲ့တာလေ။ 牛仔裤，牛仔裤，快牛裤。 မဲတိုင်ရောဟောတာဖြစ်နိုင်မလားလို့စောတကဆက်ထားရှိပါခင်ဗျအဲ့တော့စောတကတက်ပြီးမဲပိုင်ပြီးရှိပါတယ်ဒီလိုအနေနဲ့ကတော့ပြောနိုင်လားမပါရမပါဘူးဆိုတာလုံးဝမှာပဲသိပါတယ်မဲကမဲပြောပါလေလက်ရှိအခြေအနေတွေတော့ပို့ပြီးတော့စိုးပါနေတာအကြောင်းမရှိပါဘူးကျွမ်းတော့အခွင့်ကျိုးဟာပြည်သူပေါ်မှာတော့စိတ်ထားမှာမှန်လို့ကျွန်တော်တို့လုပ်ပါမယ်မလုပ်နိုင်တဲ့ကိစ္စတွေတော့လုပ်ပေးပါမယ်လို့ဆိုပြီးတော့မ ်ပါမကန်တော့ဒီလိုလိုလက်ဆက်မှာမဟုတ်ပါဘူး။ဒါပေမဲ့တောက်တောက်ပါမှန်တယ်လို့ပြော။နံပါတ်၁ကဒီလိုဟာဒီလူပေါ်မှာတောက်တောက်ပါမှန်တယ်ဆက်ဆံမယ်။လိန်လေလက်ရပြီးတော့ဒီလူတွေကိုမစီရင်ဘူး။ပါတီတွေအနေနဲ့ပြည်သူတွေကိုလိမ့်လဲလှဲ့ပြပြီးမဲမဆွဲတဲ့သလိုချိန်းချောက်ပြီးမဲထက်ခိုင်းတာတွေကိုလည်းလက်မခံကြဘူးတိုက်တွန်းခဲ့ပါတယ်။ NLD ကတော့ပြည်သူတွေကိုတစ်ခါမှဒုက္ခမပေးဘူးလို့ပြောခဲ့ပါတယ်။ ရေတော့ပိုင်းနေပြီဆိုလို့ရှိရင်တော့နိုင်ငံရေးပါတီအစည်းအဝေးကကိုယ့်ပါတီကိုထောက်ခံမှာဆိုပြီးတော့ဒီလိုပဲပြောကြတာဒါလည်းဘာဝါချပါဒီမိုမေစီရဲ့လုံခြုံရေးအရာမဲဆွယ်ပိုင်းကိုရှိပါတယ်ဒါပေမဲ့ပန်းပန်းကန်ကန်တော့တို့ပါမဲဆွယ်တဲ့ဆိုတော့နံပါတ်၁ဒီသူကိုချိတ်ချောက်ပြီးတော့မဲဆွယ်တဲ့ဟာမျိုးမဖြစ်အောင်နမတေပြီးပြီးတော့နောက်ပြီးတော့မဲဆွယ်တာမျိုးအဖြစ်အောင် အရေးကြီးဆုံးကတော့ရှင်သူကိုလိမ့်လေလေပြားပြီးတော့မဲဆွဲတဲ့ပုံစံမျိုးအဖြစ်အောင်ကျောင်းသားအဖြစ်ကျောင်းသားတော်တော်များများရက်ကြီးရဲ့ပါတီကိုဖြစ်ပေမဲ့သူတို့ဒီမိုကရေစီရဲ့ရက်ကြီးကမဟုတ်ပါဘူး။အချို့ကြတော့လေဒီမိုကရေစီရဲ့ရက်ကြီးပေမဲ့ကျောင်းသားလောက်တော့ကြာကြာရက်ကြီးကတော့မဟုတ်ပါဘူး။အဲ့တော့ပြန်ပြီးတော့ထပ်ပေးလို့ရပါလား။အချိန်ကာလအတိုင်းကျောင်းသားပြောတာလား။ จ้าจ้าญาติผู้อ่ะฐานเนี่ยไปลงหลอกตะล่ะสรฐานเนี่ยไปลงหลอกป่าวสรตะบ้าโหวิ่งเข้ามาเลยทีนี้ญาติเกเรไอ้เฉยมาตะบ้าโหอนเนี่ยปิสุลูลูโหค้ามาทุกข์ยากอ๋อบ่ลุกให้ผู้สรตะเยเยเจ้าဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာအုတ်တွင်းမြို့နယ်ညောင်ချရာကျွဲဘူခပေါင်းချောင်းဒေသတွေကိုတွားရောက်ခဲ့တယ်လို့အုတ်တွင်းမြို့ NLD ရုံးကိုလည်းဝင်ရောက်ခဲ့ပါတယ် ပုတ်တွင်းမြို့နယ်ဟာ2012ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အနေနဲ့တခြားပါတီတွေထက်80ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ပါတယ်။ NLD ပါတီဝင်တွေလည်းအများကြီးရှိပေမဲ့အခုတော့တဖြည်းဖြည်းလျော့နေလာမှုတွေရှိနေပါတယ်။အဲ့တော့ပြည်သူများနဲ့ပါတီဝင်များမှာ2012ခုနှစ်ရာပြိုက်ရွေးကောက်ပွဲရှိစဉ်ကာလကအရှားပေါ့နော်ရှင်ပြိုင်ဘက်ဒီတက်ကျွန်တော်တို့ကိုပို့ပြီးတော့အလေးသာတဲ့အတွက်ရာနှုန်းပြည့်လည်း နှိပါအောင်မြင်မှုရှိခဲ့ပါတယ်။အောက်တင်းမြို့နယ်အနေဖြင့်80ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့ပါတယ်။သို့တော်ညာလည်းဒီဘက်အပိုင်းအနေထားကြတော့ဟိုပွင့်လင်းပြောလျင်ရော့နေမှုနေတော့နည်းနည်းပါပါရှိတယ်လို့ကျွန်တော်လည်းအမှန်တိုင်းသုံးသပ်ပါတယ်။